ခொနီယသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတတက်ဆင်အောင်လွှဲပါပါစေ။2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှာ ကိုယ့်ရဲ့အပေါ်မှာမနာလိုတဲ့သူတွေရန်လိုတဲ့သူတွေကိုယ့်ကိုနှောက်ယှက်ချင်တဲ့သူများနဲ့ဒီနေ့မှာတွေ့ရတတ်တဲ့နေရင်ထိုင်ရင်လည်းစိတ်အလိုမကျတာတွေစိတ်တိုင်းမကျတာတွေအစဉ်မပြေတာမျိုးတွေဒီနေ့မှာဖြစ်တတ်တယ်အပြောမှာအဆိုမှာဆုံးဖြတ်ချက်အမားတွေလည်းချမိတတ်တယ်။ကျမ်းမာရေးအနေနဲ့ခြေတော်မှာထိခိုက်တံရရတတ်တယ်တတိယနော်။အကျိုးပေးတဲ့ကဏ္ဍကတော့ တင်းတဲ့နှစ်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှအဖြူရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအရှိဖျားမှာကော်ဖီနှစ်ခွက်ကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနည်းသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ 2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့တနင်္လာသာသမီများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်အစုဆက်တူရှယ်ယာလုပ်ငန်းများတွေကိုဒီနေ့မှလုပ်ကိုင်ရတတ်တယ်အိမ်ကိစ္စနေရာကိစ္စတွေမှာကိုကနေချင်တာကတနေရာရတာတနေရာအိုးအိမ်နေရာအဆောက်အဦကိစ္စအတွက်ဒီမှာအခက်အခဲထင်းကော့စဉ်ညစ်စရာစိတ်နှောက်ရှက်ဖြစ်စရာဖြစ်ပြီးကမှအိုးအိမ်နေရာကိစ္စတွေကအဆင်ပြေတတ်တယ်နော် အိုးအိမ်နေရာတိုင်ငင်းကိစ္စတွေကိုဒီနေ့မှဆန္ဒမစောတင်သေးဘူးเนาะစိတ်ရှိတီးခန္ဓာကပို့ပြီးတော့အဆင်ပြေတယ်ဝေရေးချင်းနဲ့ပတ်သက်ပြီးသွားရင်လေသူတပားကိုကိုကချီးတာငားတာအမခန္ဓာမျိုးတွေလေအထူးရှောင်ကျင်เนาะမလုံးနဲ့เนาะအဆင်မပြေဖြစ်တတ်တယ်ကျမရဲ့အနေနဲ့မျက်စိနာတဲ့မျက်စိအောင့်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့သုံးဖြစ်ပြီးတော့ အချိုးပေးတဲ့အရောင်မှာရွှေဝါရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာအုံဒီစေ60ကလူပေးရမှာဖြစ်ပါတယ်ရှင်။ကိုနေရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။ 2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီနေ့မှာအလုပ်ထဲမှာဝေခွေရခတ်တာဆုံးဖြတ်ခတ်တာရှေ့တူရခတ်တာနောက်ဆုံးခတ်တဲ့အခြေအနေမျိုးတွေကြိုတရားတက်တယ် မိမိကိုလည်းအထင်လွဲခံရတာအဆွဆွဲခံရဒီနေ့မှမိမိကို ထင်လွဲခံရတာအဆွဆွဲခံရတာအများနဲ့တယောက်ဆိုသလိုမျိုးအစင်မပြေတာမျိုးတွေဒီနေ့အတွက်ဖြစ်တတ်တယ်ရွှေလဝိယရနာပစ္စည်းတွေလည်းထွက်တာပြက်တာပျက်စီးတာရောင်ချရတာရွှေတယ်ပစ္စည်းယရနာပစ္စည်းလည်းထွက်တတ်တယ်အထက်လူကြီးအကြီးအကဲတွေစီကနေပြီးတော့လေအကူညီကောင်းတွေထောက်ပံ့ကောင်းတွေဒီနေ့မှရရှိတတ်တယ်ကျမ်းမာရေးအနေနဲ့ဘိုင်းနာတယ်ဘိုင်းအောင် င်းတဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချီးရဲမှလည်းတတရရရှိရင်နော်အချိုးပေးတဲ့ကနန်းကတော့ငားနဲ့ခွန်ဖြစ်ပြီးတော့အချိုးပေးတဲ့အယောင်မှာရွှေဝါရောင်နဲ့ညီညူရောင်ပဲဖြစ်ပါတယ်ရရရအနေနဲ့မိမိအိမ်ရှိပြားမှာပူတင်ပေါင်မုတ်ကလူပေးရမှာဖြစ်ပါတယ်ရှင် ခொနည်းရသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်အောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့ ။ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့ဒါဟောစဒန်ဖြစ်ပါတယ်။ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာငွေရေးချေးကိစ္စတွေကဒီနေ့အတွက်အဆင်ပြေအောင်မြင်တတ်တယ်။ကျမ်းမာရေးအနေနဲ့သတိထားနော်။စေမာတတ်တဲ့အစာမတတ်တဲ့အထူးသတိထားနော်။ဖျားပုံတော်တွေယဟန္တာပုံတော်အင်ကိုကြွလိုက်ငွေချေးငွေရေးချေးငွေဝင်မယ်။ဒီ60ရာခိုင်နှုန်းဒီပေါက်ကိရှိတယ်ဒီတို့နော်ကျမရဲ့အနေနဲ့လေထိုးတဲ့လေအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ် အချီးရေးမှာလည်းအတင်မြင်လွဲစရာတွေနဲ့ဒီနေ့မှကျုံတရားတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှအစိမ့်အောင်ပဲဖြစ်ပါရဲ့ရေရယာအနေနဲ့မိမိအိမ်ရှိပြားမှာခောက်ဆွဲကြောကလူပေးရမှာဖြစ်ပါရဲ့ရှင်ခொနည်းသားသမီးမေရှင်များအားလုံးမင်္ဂလာပါရှင် အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်ရွေးမပါစေ2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့ခြားသာပရိသတ်သမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ခြားသာပရိသတ်သမီးများအတွက် ဒီနေ့မှရက်ဆိုင်ထားတဲ့စီးပွားရေးတွေလုပ်ငန်းတွေဒီနေ့မှပြန်လည်ဆက်ပြန်တတ်တယ်အလုပ်ထဲမှာလည်းအဆဆအရရအရှင်ပြအောင်မြင်မယ်နော်ရည်ရွယ်ထားတဲ့လုပ်ငန်းတွေလောက်ကံမှု စီစဉ်ရှိတဲ့လုပ်ငန်းတွေကိုလည်းဒီနေ့အတွက်ရရဲတာလှုပ်ဆောင်ပါအရှင်ပြအောင်မြင်မယ်နော်ချစ်သူစီကနေပြီးတော့လည်းမမျော်လင့်ဘဲနဲ့ဒီနေ့မှလက်ဆောင်ရတတ်တဲ့ကျမ်းမာရေးအနေနဲ့ခြေတော်တစ်ဖက်ကနာကျင်တာကြိုက်ခဲတဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့ အကျိုးပေးတဲ့ကနန်းကတော့နှစ်နဲ့ရှစ်ဖြစ်ပြီးတော့အကျိုးပေးတဲ့ရောင်မှာခရမ်းရောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိပြားမှာလိမ္မော်ရည်ကက်လူပေးရမှာဖြစ်ပါတယ်ရှင်ခொနည်းသားမိမိရှင်များအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ရှင်အောင်လွှဲမပါစေ 2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့တောက်ကြသားသမီးများအတွက်တနေ့တန်ဟောစရန်ဖြစ်ပါတယ်။တောက်ကြသားသမီးများအတွက်ဒီနေ့မှအလုတ်ထဲမှာဝေခွေးရခက်တာ၊ဆုံပြရခက်တာ၊ရှစ်တူရခက်တာ၊နောက်ဆိုးရခက်တဲ့အခြေအနေမျိုးတွေကြုံရတတ်တဲ့ ကိုကိုလည်းအထင်လွဲတကူတကမိမိကိုအထင်လွဲခံရအဆွဆွဲခံရမကောင်းပြောခံရမကောင်းကြံခံရတာမျိုးတွေဒီနေ့မှာတည်ထားနော်ရွှေလဝိယရနာပစ္စည်းတွေကထွက်တာပြက်တာပျောက်တာပျက်စီးဆုံးရှုံးတာမျိုးတွေဒီနေ့မှာကျုံတရားတန်းတဲအထက်လူကြီးအကြီးအကဲတွေစီကနေပြီးတော့လေအကူညီကောင်းတွေအထောက်ပံ့ကောင်းတွေရရှိတတ်တဲ့ ကျမ်းမာရေးအနေနဲ့ဘိုင်းနာတဲ့ဘိုင်းအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အခြေအေးမှလည်းတတ်တတ်ရရရှိရနော်အကျိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာရှေဝါရောင်နဲ့ညီညူရောင်ပဲဖြစ်ပါရဲ့ရေရရအနေနဲ့မိမိရဲ့အိမ်ရှိဗျာမှာပူတင်ပေါင်ဖို့ကလူပေးရမှာဖြစ်ပါရဲ့ရှင်ခொနည်းရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင် ိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ခေါ်ပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ခေါ်ပြောချက်တွေကတက်တက်ဆင်အောင်လွှမ်းပါစေ2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့စနေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်စနေသားသမီးများအတွက်ဒီနေ့မှာရဝေးမှာရှိတဲ့ပြည်ပမှာရှိတဲ့ဆွေမျိုးမိတ်ဆွေညီကိုမောင်နှမတွေနဲ့ပတ်သက်ပြီးွားရင် ဝန္တာစီယာတည်င်းနေတည်င်းကောင်းနေဇာတိယတတ်တဲ့အဖိုးတန်တဲ့ယရနာပစ္စည်းဒူးတဲ့ကြီးတဲ့ပစ္စည်းတွေလည်းဒီနေ့မှဝင်လာတတ်တယ်။ဝေကျေးကံဒီနေ့အလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်။ဂျမ်းမာရဲ့အနေနဲ့တတိထားနော်။လက်တစ်ဖက်ကိုက်တာနာရာမျိုးတွေခန်းဆက်ရတတ်တယ်။အချိုးပေးတဲ့ကဏ္ဍကတော့တင်းနဲ့6ဖြစ်ပြီးတော့ချိုးပေးတဲ့ရောင်မှအနီရောင်ပဲဖြစ်ပါတယ်။ရတရာအနေနဲ့မိမိရဲ့အရှိဗျာမှာအုံဒီစေ 60ကလူပြရမှာဖြစ်ပါရဲ့ရှင်